အားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်ပါရစေ SM Music Club ကနေပြီးတော့နှုတ်ခွန်းဆက်သပါရစေကျွန်တော်ကတော့နိုင်နိုင်ပါဒီနေ့တိခတ်ပြကျင်တာကတော့ကျွန်တော်သချင်းတွေကို acoustic guitar လေးနဲ့လောလောကူကူနဲ့ကျွန်တော်လေ့ကျင့်တင်ကြားနိုင်ဖို့အတွက်ကျွန်တော် rhythm တိခတ်ခြင်းအစီအစဉ်လေးတွေ intro အပိုင်းပြက်လေးတွေကျွန်တော်တီးပြတဲ့အစီအစဉ်ဖြစ်ပါတယ်ဒီနေ့ကတော့ဘိုးအောင်တင်သချင်းเนาะနာမည်ကြီးတဲ့ကျွန်တော်တို့အစိုးရမနောရဲ့သချင်းလေးကိုကျွန်တော်တီးပြကျင်တာဖြစ်ပါတယ်သူရဲ့ intro လေးမှာပါပါလဲဆိုရင် guitar လေးနဲ့ပင်ဂျောလေးနဲ့တွဲတီးတာတွေ့ရတယ် key ကတော့ A flat ဖြစ်ပါတယ်ဆိုတော့ beat င်လေးကတော့ဒါဒီ pop pop နဲ့ကခုံလို့ရတဲ့ဒီ music မျိုးကျွန်တော်တီးထားတာဖြစ်တယ် rock နဲ့ဒီ country music လေးကိုကျွန်တော်တို့ပေါင်းစပ်ထားတာတွေ့ရပါတယ် G ရအောင်ထိတ်မှာထိတ်မှာဒါလေး guitar လေးတန်လေးတို့တို့တီးထားတယ်အဆုံးသတ်လေးမှာဆိုတော့ break ယူပြီးတော့မှကျွန်တော်တို့ bass ကိုတီးထားတာတွေ့ရတယ် 搞老几级啊？所以讲呢，这种扑克牌。<noise> <noise> <noise> တာနဲ့နောက်တစ် bus တစ်ခုကူးသွားပါတယ်အဲ့ bus မှာ brake လေးလေးပါတယ်သေချာကျွန်တော်လေ့လာကြည့်အောင်ဆိုတော့ပထမ break တစ်ခုက ဲ့ဒါကိုကျွန်တော်တို့က1 2 3သွားတယ်နောက် break တစ်ခုက e minor နဲ့သုံးတယ်ဆိုတော့1 and 3အဲဆိုအဲ့အဲ့ break တစ်ခုပါတယ်တစ်ခေါက်ပြန်ပြီးပြမယ်1 2 3 လင်းနဲ့ကူးသွားတယ်好了。 ဲ့ဒီရောက်တဲ့တိကို तू ကကြားတွေထဲမှာအဆိုပြီးသွားတာနဲ့ဘာတီးလဲဆိုရင်ဘင်ဂျိုတန်လေးကိုတီးတယ်ဒီလုံးလေးကိုတီးပါတယ်အဲ့ဒါလေးကိုသူအမြဲတမ်း speed နဲ့တီးတယ်။အဲ့လိုတီးတာဖြစ်တယ်။ဆိုတော့အဲ့ဒါကိုကျွန်တော် keyboard လေးနဲ့တီးတော့တွေ့ရတယ်။ဆိုတော့ဒီတချင်းလေးကကျွန်တော် break တွေအများကြီးတုံထားတာတွေ့ရတယ်။အဓိကတော့သူအဆုတ်လေးတွေနော်။ဆိုတော့စတီးတဲ့အဆုတ်လေးဆိုရင် ဒီပုံစံလေးခုနကဒီ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 ဆိုရင်အဲဆိုပြီးတော့ねနောက်တစ်ပါးမှာလဲသူကအဲ့ break လေးနဲ့တီးထားတွေ့ရတယ်အဆုံးသတ်မှာလဲဒီပုံစံလေးနဲ့ပဲတချင်းလေးကဆုံးသွားတာတွေ့ရတယ်ဆိုတော့ပုံစံချင်းလေးကပေါ်ပေါ်ပါနဲ့ပဲတီးနိုင်တာဖြစ်တယ်ဆိုတော့ intro အစလေးပြန်ကြည့်ရအောင်ဆိုတော့ဒီလုံးလေးကိုကျွန်တော် A flat key ထဲမှာတီးထားတွေ့ရတယ် ဆရာပေါင်းတင်ချင်းလေးကတော့ပြောစရာတချင်းလေးဖြစ်ပါတယ်အဲကျွန်တော်တို့တင်တန်းလေးကိုလာပြီးတော့မှဆက်သွယ်လို့ရပါတယ်တင်တန်းလေးကကျွန်တော်တို့ဒီ Epson Music School ဒီ Face ထဲမှာလာပြီးတော့မှ Messenger ထဲမှာလာပြီးမေးမြန်းလို့ရပါတယ်အဲအစကတော့ကျွန်တော်ဘာတင်ပေးနေလဲဆိုရင် Beginner Class Basic Class ဆိုကျွန်တော်စပြီးတင်ကြားပေးနေပြီဖွင့်လှစ်နေပြီဖြစ်တယ်အဲဒီမှာကျွန်တော်လာရောက်မေးမြန်းလို့ရတယ်ဒီတင်တန်းတက်ရောက်တဲ့နှုံးထားတွေပြီးတော့မှတင်တန်းရဲ့အချိန်ကာလ တင်ယုံညွန်းနှန်းနေအားလုံးကျွန်တော်တို့မေးမြန်းလို့ရပါတယ်ကျေးဇူးတင်ပါတယ်